ဆောကောပရိသတ်များအားလုံးပဲမင်္ဂလာပါဒီစီဇန်ကတော့ wine spec ကနေပြောမှာအဓိကကူညီပံ့ပိုးပေးထားပါတယ်ပရိသတ်တွေကဘောလုံးနဲ့အားကစားနည်းတွေကိုရင်ခုန်ခြင်းနဲ့မိတ်ဆွေတွေအတွက် odd အကန့်အသတ်မရှိတဲ့ဒါမောင်းတွေတွေထူးခြားတဲ့ဒါဈေးကွက်အစုံနေတဲ့သူရင်ခုန်ခြင်းတော့ wine spec ကိုဒေါင်းလုဒ်လုပ်ပြီးတော့မှ wine soccer hawk promo code နဲ့အတူဒါအကောင့်ဖွင့်ကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေတွေအများဆုံးဒေါ်လာ130နဲ့ညီမျှတဲ့ မြန်မာဝေကိုဒါဆုလက်ဆောင်ရယူနိုင်တဲ့ဆုလက်ကြောင်းကိုတင်ကောင်းပါခြင်းပါတယ်။တခြားအာဂစာနီတွေနဲ့တူအခါအားလျော်စွာအထူးပရိုမိုးရှင်းအစီအစဉ်တွေရှိတယ်ဆိုတဲ့အကြောင်းကိုလည်းတင်ကောင်းပါလိုက်ခြင်းပါတယ်။ပရိုမိုကုတ်ကတော့ video ရဲ့ comment box မှာပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။သောဘာပိသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။လာမယ့်အင်္ဂါနေ့ညမှာရှင်ပြန်ကစားမယ့်လပါပူအသင်းနဲ့ရီယယ်မက်ဒရစ်အသင်းတို့ရဲ့ဒါချန်ပီယံလိဘောကြိုးသုံးသက်ချက်ကိုကျွန်တော်နဲ့အတူ ားအားစားကောင်ရှင်ဖြစ်တဲ့ကိုကောင်းတက်ကသုံးသက်ပြောဆိုပြီးတော့ပဲဖြစ်ပါတယ်ခင်ဗျာ။ကောင်းတယ်မင်္ဂလာပါ။မင်္ဂလာပါကိုယ်ဝင်။ဟုတ်ကဲ့ပါဒီတစ်ပတ်မှာတော့ပွဲကြီးပွဲကောင်းကြီးအများကြီးပဲပေါ့လေ။အထူးသဖြင့်ကတော့ဒါရန်တော်မြေနိုင်ပွဲဆက်နေတဲ့ဒါချန်ပီယံလိရဒါထိတ်ဆုံးကအသင်းနေဒါပွဲချက်တွေပေါ့လေ။ပြောမယ်ဆိုရင်တော့ဒီဟိုဘိုင်ယန်မြူးနစ်ဆိုလဲဒါဟိုရန်တော်မြေနိုင်ပွဲဆက်နေတာသူဆိုလဲဒါ PSG နဲ့တွေ့လာတယ်။ဒါရီယယ်မက်ဒရစ်ဆိုလဲအခုဒါအန်ဖီမှာဒါခက်ခဲပေါ့လေ။ဒါညင်ဆန်ရအောင်ပဲပေါ့လေ။ဒါပြီးခဲ့တဲ့အဲ့ဒီတော့ကလေဒါဟိုဆုံမှုတွေပေါ့လေ။ဆုံမှုတော့ဒါအန်ဖီမှာတော့ဒါအေးနေနေပေါ့။အခုချိန်မှာတော့ရီယယ်မက်ဒရစ်က လက်ရှိမှာဖောင်ကောင်းဆုံးလည်းဖြစ်နေတယ်သူ့ရဲ့တပဟိုပြည်တွင်းမှာလည်းအခြေအနေကောင်းနေတာချန်ပီယံလိမှာလည်းတော်လေးအခြေအနေကောင်းနေပါလို့ဟိုပေကူကလည်းတကူလောက်ပဲရှိသေးတာဒါပေမဲ့တစ်ဖက်ကဟိုအင်ရှင်လပါဘူးကြတော့လေနည်းနည်းလေးရုံးကန်နေရတဲ့အနေထားပေါ့လေဒါပေမဲ့သူတို့ဟိုပြန်လာနိုင်ခဲ့တယ်ပေါ့လေဒါဗီလာနဲ့ပွဲမှာပေါ့အခုဒီပွဲကနည်းနည်းလေးစိတ်ဝင်စားစရာကောင်းတာကဟိုလပါဘူးကဒါရှေ့ပွဲတွေမှာဒါလောင်းဘောတွေနဲ့ဒါဟိုအများဆုံးအသုံးပြုတဲ့အသင်းတွေမှာတော်တော်တော်လေးရုံးကန်ခဲ့တာပေါ့ဒါပေမဲ့ဒါပြီးခဲ့တဲ့ ဗီလာနဲ့ပွဲမှာတို့တို့ဒါဟိုဗီလာတော့ဟိုလောင်းဘောအရင်မတုံးပေါ့လေမတုံးဆိုတော့အဲ့ပွဲမှာအချိန်ကြီးကောင်းနေတယ်ပေါ့အဲ့လိုအခုဒီည sorry ဒီအင်္ဂါနေ့ညမှာရှင်အရင်ဆိုင်ရမယ်ရီယယ်မက်ဒရစ်ကလည်းဒီလောင်းဘောအရင်မတုံးတဲ့အသင်းဆိုတော့ဒါလီဗာပူးအနေနဲ့ဒီပွဲမှာရောဟိုဘယ်လိုမျိုးပြင်ဆင်လာမလဲဆိုတော့ကိုယ်ကနေစပြီးပြောပြီးပေါ့ ဟုတ်ပါတယ်ကိုဝင်ဒါလီဗာပူးအတွက်ကဒီ၃ဘွဲရစောင့်ကြည့်ရမယ်၃ဘွဲပေါ့လေဒီအက်စနိုဗီလာနဲ့တော့တို့ရင်ဆိုင်ပွားပြီအခုရီယယ်မက်ထရီနဲ့ကစားမယ်ပြီးဝရင်ဒီဝီကန်မှာမန်စီးတီးနဲ့ကစားရမယ်ဟုတ်ကဲ့ဒီအီဒီယာမှာချင်းမြန်ကစားရမယ်ဒီ၃သင်းလုံးကလီဗာပူးကိုဒီရာသီမှာဒုက္ခပေးခဲ့တဲ့ဒီလောင်းဘောဆစ်စတမ်နဲ့သွားတဲ့အသင်းတွေတော့မဟုတ်ဘူးဒီပရီးမီယာလိမှာဆိုလဲကျွန်တော်ရှေ့ရက်တည်းကပြောခဲ့တဲ့အတိုင်းမန်စီးတီးကလောင်းဘောပေးပုံမှုအ ਨੇ ဆုံးပဲတဝဲပြတ်မြတ်အဲသူ့အောက်မှာအက်စနိုဗီလာရှိတယ်ဒီဘက်လာလီဂါဘက်မှာလဲရီယယ်မက်ထရီက ဒီ long boring เนี่ยตั้วได้อะเต็นတော့မဟုတ်ဘူးပေါ့လေအဲ့ဒါလေးတကူကတော့ဟို arnis slot အတွက်နည်းနည်းလေးတက်တာရမယ်အသင်းကြီးကြီးနဲ့တွေ့ရတယ်ဆိုပေမဲ့ပေါ့လေအဲ့ဒီဒီလာနဲ့နေမှာလဲသူပြိုင်ဘက်ကသူစိတ်ကြိုက်ပုံစံမျိုး player တွေထဲတဲ့အခါမှာသူရဲ့ present ကိုကောင်းကောင်းလေးဟိုပေးနိုင်ခဲ့တယ်ပေါ့လေအသုံးပြုတဲ့လူစင်းရလဲသူမနစ်ကဒီ champion ရခဲ့တဲ့လူစင်းအတိုင်းအောင်ပဲအသုံးပြုတာတွေ့ရတယ်ဒီတိုက်စစ်မှာတော့ akitike ပါလာမယ်ဒီကိုသမားနေရာမှာတော့ဒီ alison na နေလို့မမတက်ရှိပြီဟုတ်ကဲ့စားရတယ်ပေါ့လေဒီပွဲမှာတော့ liverpool ကလက်တလောသူရဲ့ခြေစွမ်းစိုးကြားတဲ့ကနေပြီးတော့ရုံးထွက်ပြနိုင်ခဲ့တယ် အဲဒီ present ကနေပြီးတော့ပဲသူတို့ Aston Villa ကိုနှစ်ဂိုးရခဲ့တယ်ပေါ့အဲ Liverpool ဘက်ကတော့ဒီနေ့ပွဲမှာတော့ဒီပြီးခဲ့တဲ့ရက်မှာအနားရထားတဲ့ဒီ Florian Vast တို့ဒီဒီဘက်ကအကာကတ်တို့ပြန်ပါလာမလားဒါမှမဟုတ်ဟိုဒီမပါဘဲနဲ့ပဲဒီ Andy Robertson ကိုပဲအဓိကတုံးပြီးတော့ကစားသွားမလားအဲ့ဒါတော့တစ်ချက်စောင့်ကြည့်ရမယ်ပေါ့ဟုတ်ကဲ့ပါဒါ Real Madrid ကြတော့လေဒါ Alonso တို့ Lanzana တို့ဒါအိမ်တစ်ခေါက်ပြန်လာရမှာပေါ့လေအဲ့အခိုက်တန်လေးကလည်းရှိရဲအဲ့တော့ဟို Real Madrid ကလည်းတော့မှဒါ form တော်တော်ကောင်းတဲ့အသင်းဖြစ်နေတာပေါ့လေအဲ့တော့ ခုလက်ရှိမှာဒါအခုကျွန်တော်တို့ဒါစဉ်းစားရရှိတာတော့ဒီပွဲမှာတော့ဒါကွင်းလေခြင်းအပြိုင်ပြိုင်လေးကတော့နည်းနည်းလေးတော့စိတ်ဝင်စားစရာတော့ကောင်းရပြီအဲ့တော့ဟိုအခုအခုလာမဲ့ဒီပွဲမှာဒါ Real Madrid ဘက်ကဒါ Alisson Arnold ကလည်းဒါဒိုင်ယာနေပြန်လဲကောင်းမွန်လာတယ်ဒီပွဲမှာလည်းဟိုအရင်ကောင်မှာတော့ရှိနေမလို့တော့ကျွန်တော်ဟိုအများဆုံးယူဆတာပေါ့လေဒါပေမဲ့တခုစိတ်ဝင်စားတာဒီကွင်းလေခြင်းအပြိုင်ပြိုင်နေမှာဒါ Real Madrid အနေနဲ့လက်ရှိမှာဒါဖောင်ကောင်းနေတဲ့ဒီကွင်းလေအထိုင်ကိုဖျက်ပြီးတော့ဒါ February ကိုကွင်းလေကိုပြန်ပို့တာမျိုးဟိုလောက်လာနိုင်လားဒါမှမဟုတ်ဟိုကပြီးခဲ့တဲ့ပွဲတွေကအတိုင်းပဲဒါရင်ဆိုင်နေကြအတိုင်းပဲဒါဟိုဘာစီလိုနာတို့ နဲ့ရင်ဆိုင်နေကြဒီကွင်းလေအစုဖွဲ့ဖို့ပဲဒါ300နိုင်တာဆိုတော့ကိုယ်ဆက်ပြောပြပါဦးဗျာဟုတ်ကဲ့ပါ real metric ကွင်းလေမှာတော့ပွဲအများဆုံးအတွဲပြီးကစားထားတာဒီချူအမန်နီနဲ့ကဘာမင်ညာပေါ့လေဒီတပည့်ပြပေါ်နေရာမှာကစားခဲ့ကြတယ်အဲ့လိုမဟုတ်ဘူးဆိုသူတို့ဒီချူအမန်နီကိုသူတို့ single pivot အနေနဲ့တုံးပြီးတော့ဒီ Bellingham နဲ့ဒီ Aragul နဲ့ကိုဒီနံပါတ်8ရိုးနှစ်ယောက်အနေနဲ့အသုံးပြုတာမျိုးလည်းတွေ့ရတယ်အခုနောက်ဆုံးကစားခဲ့တဲ့သူတို့ Valencia ကို၄ဂိုးပြတ်နဲ့အနိုင်ရရှိတဲ့ပွဲမှာတော့ ါအရဂူလာကပွဲထွက်ကစားရတယ်အရဂူလာကောဒီဘလင်ညာရောအော် sorry ဘလင်ကန်ရောပွဲထွက်ကစားရတယ်ဒါပေမဲ့ဒီဘလင်ကန်ကတော့ပွဲချိန်ပြည့်သူတို့အသုံးပြုခဲ့တယ်ပေါ့လေအရဂူလာကိုတော့သူတို့45မိနစ်မှာပဲသူတို့လူစားလဲလိုက်တယ်အာဒီပွဲမှာတော့ပြန်ပါလာဖို့ရှိမယ်ပေါ့အဲ့တော့ဒီပွဲစဉ်မှာတော့ဟို Vevardi ကိုကွင်းလဲပြန်ပို့ဖို့ဆိုတာတဲ့သူတို့ကောင်းနေတဲ့ form ကတော့ဖြတ်လိုက်မယ်ကျွန်တော်မထင်ဘူး Zabi Nsonri နဲ့ဒီ Arno ကိုလည်းဒီအရင်ကောင်မှာပဲသူတို့စက်ထားအောင်ပဲဒိုင်ဟာကတော့သူပြန်ကောင်းနေပြီ fit လည်းဖြစ်နေလောက်ပြီးတော့ယူစားတယ်ဒါပေမဲ့ဒီ Vevardi ကိုပဲညာချမ်းဖူးဘက်မှာ သုံးလောက်တယ်ဘာလို့လဲဆိုတော့ဒီညာချမ်းမှာတောင်မန်ကစားသမားဒီမက်စန်တိုနိုကဒဏ်ရာရသွားတယ်ဒီကဘလန်စီယာရဲ့ပွဲမှာအဲ့တော့ဒီအနားရထားတဲ့ဒီ55မိနစ်တည်းကလူစားလဲပြီးဒီပွဲချိန်တဲ့ဟိုစတမနာစိတ်ဝင်ရခဲ့တယ်အဒါကူလေးကပဲညာညာတောင်မှာပွဲထွက်လာခဲ့မယ်ဆိုရင် तू ကအတွင်းထဲဝင်ကစားတဲ့ player ဖြစ်တာကြောင့်ဒီ overlapping တက်တဲ့နေရာမှာဆိုဘယ်ပါတီကပို့ပြီးအားကောင်းတယ်ပေါ့လေအဲ့တော့ဘယ်ပါတီပဲပွဲထွက်လာလိမ့်မယ်လို့တော့ထင်တယ်ဒီဒီကွင်းလဲမှာတော့ဒီကွင်းလဲတိုက်စစ်နေရာမှာ Bellingham ရှိမယ်နောက်ကနှစ်ယောက်မှာတော့ဒီ Cavani နဲ့ Chouameni ပဲပွဲထွက်လာလိမ့်မယ်လို့တော့ထင်ပါတယ် Real Madrid ကလည်း ဟိုဒီရာဒီမှာတော်တော်လေးကိုကောင်းပါတယ်ကြောက်စရာကိုလည်းကောင်းတယ်ဒါဇာဘီလွန်ဆိုပြောင်းလဲနေတဲ့အတင်ဒီဒီဒီ structural control ပေါ့နော်ဒီဖွဲ့စည်းပုံနဲ့ကစားတဲ့အတင်ဒီ positioning ဘက်ကိုပို့ပြီးအပြုတ်လာပြီဆိုတော့အတင်ဘက်မှာဒီ present ကလည်း industry မြင့်လာတယ်ဒီသူရဲ့ play တွေရလဲ chaos တွေကို short ချလာတဲ့အတင်ပေါ့လေဒီလိုအတင်မှာသွားပြီးကြည့်လိုက်တော့ဒီပြောင်းလဲနေစေကာလမှာပဲရလက်အိုင်အဖျင်ရောခြေစွမ်းဘိုင်းအဖျင်ရောတော်တော်လေးအကောက်တာကိုတွေ့ရတယ်ဒီ empire တို့ဆိုလဲဒါ goal တွေအများကြီးတွင်းထားတယ်ဒီ တို့အခွင့်အရေးတွေကိုဒီဟိုဟာတော့အဒါကူလာတို့ဒီဘက်ကဒီ Vinicius Junior တို့ကလည်းရှာဖွေပေးနိုင်တယ်ဒီ Mbappe SP တွေကိုဒီပိုင်ပိုင်ပွဲဆောင်14ပွဲမှာဒါတပွဲပဲရှုံးနေပြီ73ပွဲနိုင်လာတယ်ဆိုတော့ဖောင်းကတော့ကြောက်စရာတော်တော်လေးကောင်းပါတယ်တို့ရှုံးနေခဲ့တာတော့ဒီ Atletico Fight 2နဲ့ရှုံးနေခဲ့တာပေါ့လေဟုတ်ကဲ့ပါဒီပွဲမှာဆိုလဲဒါဟိုဒီဘယ်လိုပြောမလဲ ပွဲရပေါ့လေဂိမ်းကတော့ဒီကျွန်တော်တို့ဒီ high pressure ဒီ high octane blue ပုံစံမျိုးတော့ဟိုသွားနိုင်တယ်ပေါ့လေသွားနိုင်တယ်ဆိုတော့ဒါ real madrid ကဒါပြီးခဲ့တဲ့ဒါဟိုအက်ကလစ်စီကိုမှာသူတို့ရဲ့ဒီ present eye ကတော်ကြီးကိုကြောက်စက်ကောင်းတယ်ပေါ့အဲ့ဟာဟိုအဲ့အနေထားပေါ့ဒါဟိုဘယ်လိုပြောမလဲဒီ liverpool အသင်းကပေါ့လေတကယ်လို့ဒါဒါဟိုဒဏ်ရာပြဿနာနည်းနည်းလေးတည်ရင်စကားသံနေနည်းနည်းလေးကြားနေရတဲ့ဒါ graven bat တို့လိုသားသမားမျိုးတွေဟိုပါဝင်မလာနိုင်လို့ဆိုတာ real madrid ရဲ့ဒီ high pressure eye ကိုခံနိုင်ရောရှိပါမလားဒါကောင်းတဲ့အနေနဲ့ဆက်ပြောပြီးပေါ့ဟုတ်ဟုတ်ပါတယ် real madrid ကဒါ barcelona နဲ့နေမှာဆိုလေဒီကပါပင်းညာကို ညာတောင်မှအတုံးပြုတ်ပဲညာတောင်မှဒီဝင်ကဆက်စစ်ကြီးမဟုတ်ပဲညာချမ်းကိုပိုရိုင်းပြီးကစားစီပြီးတော့ဒီအရာကူလေးရဲ့ present အားတွေတွေ့ရတယ်အပွဲမှာဆိုလဲဒီအရာကူလေးကအလီဇာဘီလိုဆိုရဲလက်အောက်မှာတော်တော်လေးကိုတိုးတက်လာတယ်ပြောင်းလဲသွားတော့လေပုံမှန်ဆိုရင်တော့ဒါဟိုပြီးခဲ့တဲ့ရာသီမှာသူတို့ sports line နဲ့ကရောက်ကစားဖြစ်တာလေးတွေ့ရတယ်ဗောလေနိုင်ငံပွဲစဉ်မှာဆို sports line နဲ့ဒါအဒါကူလေးကို main game time ကအရန်နေတယ်ဗာညာသူတို့တောင်းပြောင်ပြောင်ခဲ့တာမျိုးလေးရှိတယ်ဒီရာသီမှာတော့အဒါကူလေးကဒါ လုံးဝကိုပွဲထွက်နေတယ်။တခါလေ तू ကြည့်ရတော့ဒီဒံရပြဿနာလေးရှိလို့လားတော့မသိဘူးပေါ့နော်။ဒီဘယ်လင်ကန်ထက်တောင် तू ပို့ပြီးတော့ဒီဇာပီလုံဆွဲရုံကြီးမှုကိုရထားရလဲတွေ့ရတယ်။တကယ်လေဒီ present intensity ရတယ်တော်တော်လေးအားကောင်းတယ်။ဒီ blind side တွေကနေလိုက်လုနိုင်တယ်။ဒီ aggressive နေမှာဆိုလဲဒီ Mbappe တွင်းလိုက်တဲ့ away ကန်ချက်ပေါ့နော်။ဒီဟိုခွန့်တော့မပြူခဲ့ဘူးပယ်ဖြတ်ခဲ့တယ်တဲ့။အဲအဲ့မှာဆိုလဲဒီ Aragule ရဲ့ present ကနေပြီးတော့ရသွားတာပေါ့နော်။နောက်ကနေ blind side ကနေဒီကပ်ကူဘာစီကိုဝင်လုလိုက်တဲ့အလုံးပေါ့နော်အဲအဲ့ဒါကြောင့်ဒီအရာကူလဲမှာက ဟိုအရေးသွေးလဲအရန်မြင့်နေဒီ real metric ရဲ့ဒီဘယ်လိုပြောမလဲ chaos တွေကို short ချထားတဲ့ပုံစံမှာ article လေးကတော်တော်လေးကိုထိန်းသိမ်းကစားပေးနိုင်တယ်ပေးပို့ချက်တွေတိကျတယ် forward pass လဲထွက်တယ်ကိုကိုတိုင်းကလည်းတခါလေမှာ dribbling ကြီးအပြင်လဲဒီ speed အများကြီးမဟုတ်ပေမဲ့သူ့ရဲ့ဒီ chain of direction လေးတွေနဲ့ဒီကွင်းလယ်မှာ short dribbling လေးတွေလောက်ပြီးတော့ဟိုတိကျလေးတွေတခါလေးပို့ယူသိရင်ယူတယ်ယူပြီးတော့သူပေးရမယ်အင်္ဂန်တွေးတော့မှပို့မြင့်လာပေးတယ်ဘောလုံးကိုတန်းပြီးတော့20စက္ကန့်နဲ့လှုပ်တဲ့ရင်လဲလှော့တယ် အဲသူဘောလုံးကြိုက်တဲ့ရင်ကြိုက်နေပြိုင်ပဲရဲ့ဒီဆန်တာဘက်တွေသူ့စီကိုကြွတ်တက်လာအောင်လုပ်တယ်ပြီးတော့မှခင်းပြီးတယ်ဆိုတဲ့ပုံစံမျိုးတော်တော်လေးအားကောင်းတယ် Real Madrid မှာအဲ့တော့ Liverpool ဘက်မှာကဒီ Real Madrid ရဲ့ဒီ high tan rover တွေ present တွေကို short ချဖို့ဆိုရင်တော့အဲ Grand Bus ကတော့ကျင်းတည်လို့တယ် Grand Bus မရှိဘူးဆိုရင် Liverpool ရဲ့ build up player နည်းနည်း ਈ တယ်ပေါ့နော်ဒီဒီ vertical pass တွေနဲ့ပြီးတော့ဒီတောင်ပံတွေကနေပဲဘောလုံးတွေကိုထုတ်တာမျိုးများတယ်ပိုဆိုးတာကဒီကတိကျုံးကလည်းဒိုင်ယာကပြန်လဲတော့တတ်တတ်လာပြီဒါမဲ့သူ fully fit ဖြစ်မဖြစ်တော့မသိဘူးပေါ့နော်ဒီ တကယ်လို့ကတိကျုံးတာဖစ်မဖြစ်နေဘူးဆိုရင်လီဗာပူးရဲ့ပေးတဲ့ကရီယယ်မက်ထရီရဲ့ present ကိုရင်ဆိုင်အားဖို့တော့တော်တော်ခက်တယ်အဲ့ဒီစားသူတို့ရွေးချယ်ရမယ့်လမ်းကတော့ဟိုကိုဟာပဲ present တွေကိုပြန်ပေးပြီးတော့ဘောလုံးတွေကိုရီယယ်မက်ထရီကိုအရင်ပေးကင်တာကတော့ပိုကောင်းမဲ့နီးလန်းလို့တော့ယူဆပါတယ်အနီစလော့လည်းဒီလိုပုံစံမျိုးပဲသွားလိမ့်မယ်လို့တော့ယူဆပါတယ်ဟုတ်ကဲ့ပါတကယ်တော့ဒီနီးပြန်နှစ်ယောက်ရဲ့ဒီပွဲတွင်းဒါ game plan တွေပေါ့လေဒါနီးပြွာခြင်းလူအပြန်လည်းပြီးတော့အရင်တော့စိတ်ဝင်စားဖို့ကောင်းတယ်တကယ်တော့ ဟိုဒီပွဲမှာလည်းဒါစားပြီးလွန်ဆုံနေဒီပွဲကိုဘယ်လောက်ထိပြင်ဆင်လာလဲဆိုတော့ကျွန်တော်တို့ဒါဟိုပွဲကြော်တွေမှာကျွန်တော်တို့ဒါဟိုသူပြောတာလေးလေးနည်းနည်းလေးကြားရပါလေအဲ့တော့အဲ့တော့ဒါအဲ့ဘာစီလိုနာနဲ့ပွဲရလို့မျိုးဒါကဘာပင်ကားကိုဘယ်လိုမျိုးသုံးလာမလဲဆိုတော့အရာမျိုးတွေဒါဟိုဟိုဘယ်လိုပြောမလဲကြိုတင်မှန်းဆလို့မရတဲ့အရာတွေပေါ့လေအဲ့တော့ဟိုဟိုတေချာတာတော့ဒါ real metric ကလည်းအမှန်တိုင်းပြောမယ်ဆိုတော့ဒါဟိုခံစားပိုင်းရတော့ဒီလေဟိုဘယ်လိုပြောမလဲအရင်အားရတော့မရှိဘူးပေါ့လေပြန်ဟိုဆိုလိုချင်တာကဟိုဟိုတင်းအောင်ဆန်တို့ကစားသမားမျိုးတွေကဒါ ပြီးခဲ့တော့တော့ပွဲကြီးဒီမှာတော့နည်းလေးကြောင်းရမ်းလေးဖြစ်နေရအနေထားမျိုးတွေ့ရတွေ့ရတယ်ဆိုတော့ဒါဟိုလီဗာပူးရဲ့ဒီခန်ဟို sorry ဒါတိုက်စစ်ပိုင်းอ่ะဟိုဒါဘယ်လိုမျိုးတွေဟိုဟိုပြင်ဆင်လာနိုင်လဲဆိုတာဆက်ပြောပြီးပေါ့ဟုတ်ကဲ့အဲလီဗာပူးရဲ့တိုက်စစ်ပိုင်းမှာတော့ဟိုဒီနေ့ပွဲမှာအဓိကကြည့်ရမှာက Florian Vias ပြန်လဲပါဝင်လာမလားပေါ့လေအဲ့ဒီချက်ကိုကြည့်ရမယ်တကယ်လို့ Vias တာပါလာမယ်ဆိုရင်ညာချမ်းဖူးဘက်နေရာမှာ Bradley ကိုကြော်ပြီးတော့ဒီ Sports Line ကို အာနီစလော့အနေနဲ့ကွက်ထွက်လာလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဒီဘရက်ဒလီကပြောမယ်ဆိုရင်အဝါယူတာအရန်လွယ်တယ်ခက်လွယ်လွယ်နဲ့ဒီဖောင်းတွေကိုကျူးလွန်ပြီးအဝါကခန်းခနာထိတယ်ပေါ့နော်ဟိုပြီးခဲ့တဲ့ရာသီတွေးဆုံတော့ကတော့ဒါဗီနီရှက်မပါဘူးဒီရာသီမှာကဒါဗီနီရှက်ပါလာမယ်ဒီဗီနီရှက်ကလည်းသိရတဲ့အတိုင်းဒီ ဖောင်းတွေယူတဲ့နေရာမှာတော်တော်လေးကိုပန်းနဲ့တယ်ကျွမ်းကျင်တဲ့အဝါတွေအနီတွေယူတဲ့နေရာပြိုင်ဘက်အတွက်အဝါတွေအနီတွေရစေဖို့လဲသူ့ရဲ့ player ကတော်တော်လေးအားကောင်းတာကိုတွေ့ရတယ်။အဲ့လိုနေသားမျိုးမှာဒီ Bradley ကိုကြော်ပြီးတော့ service line ကိုဝတ်ထွက်လာမှာချက်ကြည့်ရမယ်။အဲ့လိုနေသားမျိုးမှာဆိုရင်တော့ဒီ tight set က service line ဒီကွင်းလေ tight set နေရာမှာ service line နေရာမှာ Florian VS ဖြစ်လာနိုင်တယ်ပေါ့နော်။အကြံတဲ့နေရာကတော့ Liverpool ကတိတ်အများကြီးပြောင်းလဲလိမ့်မယ်တော့မထင်ဘူး။ Cody Gakpo ရဲ့ AKTK ရဲ့ဒီ Mohamed Salah ရဲ့ပဲဝတ်ထွက်လာလိမ့်မယ်လို့ထင်ပါတယ်။ဒီ Isak ကလည်းဒီ တန်ရတန်ရပြဿနာရှိနေတယ်ပေါ့နော်ဆာလာကတော့ဒီနောက်ဆုံးအက်စတိုဗီယာနဲ့ကစားရဲ့ကွဲမှာတော့ဒါသူ့ရဲ့ twin goal လည်းရသွားတယ်ကိုရင်ဖြူရှင်းရတယ်ဒီရိုနီရဲ့စံချိန်ကိုကြော်တက်သွားပြီပေါ့လေဟိုခြေသွမ်းရလေတော်တော်လေးအကောင်းခဲ့တာကိုတော့တွေ့ရတယ်အဲ့တော့ဒီပွဲစဉ်မှာတော့တိုက်ဆက်ပိုင်းအဖြစ်ဆိုတော့ liverpool ကဟိုအများကြီးပြောင်းလဲလုပ်ဖို့တော့မရှိဘူးကွင်းလက်တိုက်ဆက်နေရာလေးကိုပဲ florian vs ကိုတုံးလာတစ်ချက်ကြည့်ရမယ်အဓိက liverpool အတွက်သွားမယ် anislot ရဲ့ way ကဟိုနှစ်ခုပေါ့နော်နှစ်ခုရှိတယ်ဆိုတာကအခု aslovia ရဲ့နေ့မှာနိုင်ခဲ့တယ်ဆိုတာသူပြီးခဲ့တဲ့ရာသီကကစားခဲ့တဲ့ balance ကိုပြန်ရှာသွားတာအဲ့ဒါကဟိုပြောမယ်ဆိုရင်တော့သူရှာခဲ့ပြီးသား balance ကိုဒီမှာလာပြီးသုံးနေတာသူဒီဟာဒီမှာကြုံတွေ့နေရတဲ့ဒီကစားသမားတက်တီရဲ့ဟိုခြေစွမ်းခြေသားတွေနဲ့အတူပေါင်းစည်းဝမဲ့ဒီအသင်းတစ်ခု balance ဖြစ်သွားအသင်းတစ်ခုကိုသူအဖြေရှာခဲ့တာတော့မဟုတ်ဘူးရှာပြီးသားဖြစ်တဲ့ခုကိုအရင်ကစားသမားဟောင်းနေတယ်ပဲပြန်သုံးလိုက်တဲ့ပုံစံမျိုးအဲ့တော့ဒီ Florian VS တို့ Milo Kakash တို့ဟိုဒီတခြား friend ပေါင်းတို့ဒီ friend ပေါင်းတို့ဒီဘွဲတော့နားနေတာပေါ့လေဒီလိုကစားသမားတက်တီနဲ့ဟန်ချက်ဖြစ်နိုင်မဲ့အဖြေတစ်ခုကိုတော့ Anislot ဒီကာလမှာတော့ရှာလိုက်ဦးမလို့တော့ကျွန်တော်မထင်ဘူးအဲ့တော့မီလက်မီလော့ကာကတ်ကိုလည်းအရန်ကုန်မှာပဲဆက်လက်ပြီးမြင်တွေ့ရဖို့ရှိနေမယ်လို့ထင်တယ်အန်ဒီရောဘတ်ဆန်ပဲပါလာအောင်မယ်တကယ်လို့ကစားသမားတွေထဲကပါမယ်ဆိုရင်တော့ဒီအကီတီကေးနဲ့ဖလော်ဒီယန် VS နှစ်ယောက်လောက်ပဲရှိလိမ့်မယ်လို့တော့ယူဆပါတယ်ပေါ့ဟုတ်ကဲ့ပါဒါပေမဲ့သူဒါ VM တွေတိုက်စစ်ပိုင်းကလည်းဒါတိရတိုင်းဒါ pace တော်တော်အားကောင်းတယ်အပြီးသမားတွေပေါ့လေအဲ့တော့ဒီ Robertson တို့ဒါ Bradley တို့နဲ့ဒါအဆင်ပြေပါမလားဒါမှမဟုတ်ဒါဟိုကွင်းလယ်ပိုင်းကလည်းဒါသူတို့ရဲ့ဒီဘယ်လိုပြောမလဲဒါ physical bully လောက်တာလည်းခံရနိုင်ဒါ Florian Bass ကိုဒီပွဲမှာ ဟိုသုံးပါမလားကျွန်တော်တော့ဟိုဟိုဘယ်လိုပြောအရင်ရောမထင်းဘူးပေါ့လေဟိုဘယ်လိုပြောဆိုဒါပြီးခဲ့တဲ့ဒါဗီလာနဲ့ပွဲရလို့ပဲကွင်းလက်အထိုင်ဟိုပဲပြန်သုံးကောင်းသုံးလာမယ်ဆိုတော့အဲ့ဒီအမြင်လေးကိုဆက်ပြောပြပေါ့အာဟုတ်ကဲ့ပါတကယ်လို့ဟိုမီလော့ကာကတ်သုံးမယ်ဆိုတော့လီဗာပူးက rush defend မှာနည်းနည်းလေးတော့ပြဿနာရှိတယ်ပေါ့နော် real madrid လို့ဟိုအသင်းမျိုးနဲ့တွေ့ပြီဆိုတော့ဒီ rush defend ကတကယ်လေးတိကျထားဖို့လိုတယ်ဘာအဓိက profile မတူတာပေါ့နော်အဲ့ဒီ robertson နောက်ပိုင်းရာသီတွေမှာကစားလာခဲ့တာပေါ့ဒီ2021နောက်ပိုင်းလက္ခဏာအာနိုကဒီ inverted fullback ဖြစ်သူ သူရဲ့ကစားသမားဘဝ evolution ဖြစ်လာတဲ့အနေအထားမှာအဲဒီ Robert Sand ကြတော့ဒီ Flying Fullback ဆိုတဲ့ role ကနေဒီတတိယအပိုနောက်ခံလူပေါ့နော် Cast Center Back ဆိုတဲ့ပုံစံမျိုးကိုကစားခဲ့တာအဲအဲ့လိုပုံစံမျိုးမှာကြတော့ Liverpool ရဲ့ Rust Defend ကဟိုပုံမှန်မီလော့ကာကစားနေတူတူဆိုတဲ့ဟာကြံတယ်မီလော့ကာကစားအရှိကိုတက်သွားတာမျိုးရှိတယ် position နဲ့မမှန်တာပေါ့နော်တိုင်နေမကြိုက်တာပေါ့ဟုတ်ကဲ့အန်ဒီရောဘတ်ဆန်ကဒီနောက်ပိုင်းကစားခဲ့တဲ့ယာတီတွေမှာဆိုရင်တော့သူကသူ့ရဲ့ role ကတက်စန်တာဘက်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ ဒီယာဒီမာမီလော့ကာကတ်စ်ကသူ့နေရာကိုအစားထိုးဝင်ရောက်လာတဲ့အင်ရောဘတ်ဆန်ဂိမ်းတိုင်းတွေရောကြသွားတယ်။ကာကတ်စ်ကစားခဲ့တဲ့ပွဲတွေမှာကြတော့ကြည့်လိုက်မယ်ဆိုလီဗာပူးရဲ့ရက်စ်ဒက်ဖန်ကတူတူရက်စ်ဒက်ဖန်ဖြစ်နေတာကိုတွေ့ရတယ်။ဒီကွင်းလေခစားကစားသမား2ယောက်ဒီနမဆက်ရို2ယောက်နဲ့ဆန်တာဘက်2ယောက်ကျန်တာကိုတွေ့ရတယ်။ကာကတ်စ်ကတော့တိုက်စစ်လိုင်းထဲကိုအများသောအားဖြင့်တိုင်ပင်မကိုက်ဖဲနဲ့ပိုဇီရှင်းနဲ့အောက်အောက်နေတာကိုတွေ့ရတယ်။ဒီတိုက်စစ်ကနေခန်းစစ်ကိုကူးပြောင်းနေတာဟုတ်ကဲ့။အင်ရောဘတ်ဆန်ကြောင့်အိတ်သရီကိုကြီးတယ်။တခြားသူ့ရဲ့ဒီ12ဘက်ဖူဘက်ကတိုက်စစ်ကိုလိုက်ပါသွားတဲ့အချိန်မျိုးမှာ အရီဘာဆန်ကြောင့်ကိုယ့်ရဲ့တွဲဘက်စန်တာဘက်နှစ်ယောက်နဲ့ပေါင်းပြီးတော့ဒီ32 red defend ကိုတည်ထားကိုလည်းတွေ့ရတယ်။အရီဘာဆန်ကတော့တက်စီဘီ role နဲ့ပို့ပြီးတော့ဟို profile မှန်နေတာကိုတွေ့ရတာပေါ့နော်။ပြီးတော့ Gagas ကတော့သူကဒီတက်စီဘီ role နဲ့ကစားခဲ့တာမဟုတ်ဘူး။ဘုံပေါက်မှာလည်းသူကတိုက်စစ်ကို overlapping overlapper တယောက်အနေနဲ့ကစားခဲ့တာဆိုတော့အဲ့ပြဿနာလေးကိုတွေ့ရတယ်။အဲအကြောင်းမို့ဒီ speed နဲ့မဟုတ်ဘဲနဲ့ဥမာနောက်ကနေပြန်ပြီးလိုက်ရတဲ့ track and run အနေနဲ့မဟုတ်ဘဲနဲ့ positioning အရင်မှန်နေတဲ့ပုံစံမျိုးရဆိုအရီဘာဆန်ကိုတုံးတာဟို team balance ကိုပို့ပြီးတော့ ိတသာဖြစ်စီတယ်လေဗာဘူးတွေ့နောက်ပိုင်းပွဲစဉ်ကိုကြည့်လိုက်မယ်ဆိုလဲကတ်ကတ်ကိုလိုင်းနဲ့အောက်ပြီးရောဘတ်ဆန်ပါလာတဲ့ပွဲတွေကပို့ပြီးတော့လေဗာဘူးပြီးသားတာအောင်လဲတွေ့ရတယ်ပေါ့ဟုတ်ကဲ့ပါဒါရီယယ်မက်ဒရစ်ကတော့သိကြပါတယ်သူတို့ကဒီဟိုလေဗာဘူးရဲ့ဒါခန်းစစ်ပေါ့လေဒီအားနဲ့နေတဲ့ဒီ right channel ကိုပဲပြင်မှတ်ထားလာအောင်လို့ထင်တယ်အဲ့တော့ဟိုဟိုရီယယ်မက်ဒရစ်ရဲ့ဒီဘယ်ချန်းကလည်းဒါဗီနီရှီးယားနဲ့ဒါဟိုကီလီယန်အမ်ပါပေးကလည်းဒါဘယ်ချန်းပဲနည်းနည်းလေးရိမ်းပြီးတော့သူတို့နေရာကတွဲလုံးနေတယ်အဲ့လိုမျိုးကစားတတ်တဲ့အနေထားလေးကလည်းရှိတော့ဒါလေဗာဘူးအနေနဲ့အဲ့ ဒီ right channel ကိုတော့ဒီ corner တိနဲ့ brelly ပဲဖြစ်ဖြစ်ဒါဟို support line ပဲဒီနေရာမှာကစားမယ်ဆိုရင်လည်းသူတို့နှစ်ယောက်တွေ့ပဲဖြစ်တော်တော်လေးတော့ရုန်းကန်အောင်မယ်ထင်တယ်ဆိုတော့ဒီ real madrid ရဲ့ဒီဘက်ကဒီဟိုဟာ kylian mbappe နဲ့ဟိုဟာနဲ့ဒါ vinicius junior တို့ရဲ့ဒီ left wing ကတိုက်စစ်ကဟိုဘလောက်ထိအသင်းအပေါ်မှာဒါဟိုအရေးကြီးလဲဆိုတာပြီးတော့ကောင်းစက်ပြောပြပါမယ်ဟုတ်ကဲ့ပါ real madrid ကလည်း ြောမယ်ဆိုတော့ဘယ်ချမ်းမှာလဲသူတို့တိုက်စစ်တွဲလုံးနေတယ်တော်တော်လေးကြောက်မှုပေါင်းတယ်အမ်ပါပီကလည်းဘယ်ချမ်းရင်ဂျိုင်းဂျိန်ပြီးတော့ကစားတယ်ဒီဗီနီရှက်ဂျူနီယာရှိတယ်ဒီဗလန်စီယာနေ့မှာလှပတဲ့အတွင်းကိုသွင်းခဲ့တယ်ကာရီယပ်စ်ကလည်းအိတ်အိတ်ဘက်ဝင်းမှာကစားတယ်အဲအဲ့ဒီဒီသူတို့၃ယောက်ရဲ့ trio ကိုအဲ့အဲ့အပြင်ကမှဒီကာဘာမင်းညာလာပေါင်းတဲ့သူတို့၄ယောက်ရဲ့ဒီ chemistry ကိုတော့ liverpool ဘက်ကတော်တော်လေးရုန်းကန်ဖို့ရှိတယ်။ဘာလို့လဲဆိုတော့ဒီကဒီ liverpool မှာပြဿနာတက်တာတကယ်ညာချမ်းပဲ။အာနိုးမရှိတော့တဲ့ညာချမ်းမှာဆာလာကိုတိုင်းလည်းတော်တော်လေးရုန်းကန်ရတယ်။သူ့မှာတွဲပေါ်မရှိတော့ဘူး။သူနဲ့ တွဲတာနားလည်မှုအားကောင်းပါဆိုရယ် support line ကလည်းတခါလေးတပည့် pivot row secondary pivot အနေနဲ့စိမ့်ပြီးကစားရတာရှိတယ်လို့ full back အနေနဲ့လည်းကစားရတာမျိုးတွေရှိဒီလိုအနေထားမျိုးမှာဒီ concept ဘိုင်းအဖြစ် Liverpool ကကြည့်မယ် real metric ကတိုက်စစ်ဘိုင်းအဖြစ်ကြည့်မယ်ဆိုရင်တော့ဒီဆာလာအနေနဲ့ concept ကိုပို့ပြီးတော့ deep ဖြစ်ပြီးတော့ဟိုကူဖို့လိုတယ်ဒီ pressing လောက်မှာလား real metric ကို pressing ကို high pressing ပေးမှာလားဒီဟာဆုံးဖြတ်ရမယ်ဒီ FE ကွင်းဖြစ်တယ်ပထမပိုင်းစက်စားခြင်း15မိနစ်လောက်မှာဝုန်းလောက်နဲ့အိပ်ပလန်နာမှာအောင်မြင်ခဲ့ရင် လဘဘူးကစိတ်လိုလဲရခန်းစစ်ကိုထိုင်လိုက်ဖို့အရေးကြီးတယ်ဒါပေမဲ့ရဆိုပြီးခဲ့တဲ့ຢာဒီမှာဆိုလဲ PSG နဲ့နေမှာအဲ့လိုမျိုးဟိုဂိမ်းပလန်ရွေးတာမှားခဲ့တယ်ဟုတ်ကဲ့အော်ယူဆရတယ်ပေါ့နော်ပုံမှန်အဖြစ်လီဗာပူးကဒီမစ်ဘလော့လေးနဲ့ထိုင်ပြီးကစားရတယ်ဒီ PSG နဲ့ဒုတိယကြောကြမှာပဲသူတို့တိုက်စစ်ကိုဝုန်းဝုန်းနဲ့တွားလိုက်တဲ့အနေအထားမျိုးမှာဒီမန်ဒက်ရဲ့ပတ်စ်ချက်ကဒီဒမ်မီလီစီရောက်ပြီးတော့ ဒမ်ဘီလီကိုသွင်းသွားတာကိုခံလိုက်ရတာပေါ့နော်အဲ့လိုအနေထားမျိုးမှာလေဗာပူကပထမပိုင်း15မိနစ်လောက်မှာဟိုးကစားမယ်လို့တော့ကျွန်တော်ထင်တယ်အဲ့အဲ့နောက်ပေါ်မှာအဆင်မပြေဘူးရီယယ်မက်ထရစ်ကဘိုင်းပတ်စီနဲ့သူတို့ရဲ့ pressing ကိုကျော်ဖြတ်လာပြီဆိုတော့ဒီဆာလာကိုတိုင်း deep ဖြစ်သွားနေရာယူဖို့လိုတယ်အဲ forward two main block လေးနဲ့ထိုင်ပြီးတော့လိုအပ်တယ်ပေါ့နော်လေဗာပူကဒီလိုကစားဖို့လိုတယ်ရီယယ်မက်ထရစ်ဘက်မှာကျတော့ဟိုဇာဘီလွန်ဆိုရဲ့အသင်းမှာကဗင်းရှာဂျူနီယာကိုထိမ့်ဖို့ဆိုတာလေတကယ်တော့မလွယ်ပါဘူးတကယ်ပါရင်ဂျာလိုကစားသမားမျိုးတွေဆိုတော့ဒီဘရက်ဒလီပဲဖြစ်ဖြစ်ဆော်ဘဆိုင်လိုပဲဖြစ်ဖြစ်တကယ်တော့မလွယ်ဘူးဒါပေမဲ့ဒီပို့ပြီးတော့ဒီ ဟို tactical awareness ပိုကောင်းတဲ့ support line ကိုညာချမ်းဖူးဘက်တုံးချင်းအဖြစ်တော့ real matter ရဲ့ဒီဘယ်ချမ်းတိုက်စစ်ကို liverpool ကခုခံလိမ့်မယ်လို့တော့ကျွန်တော်ယူဆတယ်အဲ့လိုပဲဒီဘက်မှာ liverpool တိုက်စစ်အပိုင်းအားပေးကြည့်မယ်ဆိုလဲဒီခြေစွမ်းကောင်းနေပြတ်တန်နေ garras နဲ့ဒီရာဒီမှာ founder နဲ့အနေငယ်အောက်နေတဲ့ sala နဲ့ထိတ်တိုက်ရင်ဆိုင်ရမယ်နော်ဒီနှစ်ယောက်ရဲ့ battle ကလည်းတော်တော်လေးကြည့်ကောင်းမဲ့ battle လို့တော့ကျွန်တော်ထင်ပါတယ်ဟုတ်ပါဒါအလွန်ဆိုရလဲဒါဒီရာဒီမှာဟိုပြိုင်ဘက်ကိုပေါ့လေတပွဲနဲ့တပွဲချိကတာကြီးမတူဘူးပေါ့လေအဲ့တော့ ဟိုတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်ဒီပွဲကလည်းအာသူ့အနေနဲ့ကလည်းဒါဟို MV ပြိတက်တွေဘလို့ရှိနေဆိုတော့ဒါပွဲမတိုင်ခင်မှာသူပြောသွားတယ်အဲ့တော့ဟိုသူ့ရဲ့ကစားသမားတွေရောသူ့အနေနဲ့ရောဒါပွဲပေါ်ပဲလုံးဝအာရုံစိုက်ထားတယ်တခြားဘာမှသူဘာဘလို့ဘလို့ပြောမလဲဒီစိတ်ထဲမရှိဘူးပေါ့လေအဲ့လိုမျိုးဒါကစားသမားတွေပဲဒါဟိုစိတ်တက်မြင့်တင်မဲ့အပိုင်းလေးလေကျွန်တော်တွေ့ရဆိုတော့ဒီပွဲကတော်တော်လေးတော့ဟိုပြိတက်ကိုဟိုအများကြီးလဲစောင့်ကြည့်နေမှာဆိုတော့တော်တော်လေးလက်ရင်ခုံးကောင်းတယ်အဲ့တော့ဘာကောင်းတဲ့အနေနဲ့ဒါဒီပွဲနဲ့ပတ်သက်ပြီးတော့ဒါဟိုဘလို့အချက်တရဒါကီးပတ်တယ်ဖြစ်လာမယ်ဆိုတော့ဆက်ပြီးပြောပြပါဦးဗျာအာဟုတ်ကဲ့ပါအဲ ဒီပွဲစဉ်မှာတော့ Real Madrid ရဲ့ present နဲ့ Liverpool ရဲ့ bid up ဒါကဒီတစ်ချက်ရှိမယ်ပြီးတော့ Liverpool ရဲ့ present နဲ့ Real Madrid ရဲ့ bid up အဲ့နှစ်ခုကအဓိကစောင့်ကြည့်ရမှာပေါ့နော်အဲတကယ်ကတော့ Real Madrid ကို present ပေးဖို့လမ်းထက်ဟို ခွင်းလက်မှာပဲထိုင်ပြီးတော့ဒီ mid block လေးနဲ့ထိုင်ပြီးတော့ဒီ defensive compact လေးတစ်ခုကိုရအောင်တိစောက်တာကလည်းဘာဥပ္ပတ်ပို့ပြီးတော့အားကောင်းလိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်။ဘာလို့လဲဆိုတော့ဒီဟာဒီ real madrid ရုံးကန်ရတဲ့ပွဲတွေပေါ့နော်။ဒီဒဇာဘီရဲ့ marse ဒီပြီးတော့ mayoka ဒီတီကိုလုံးနဲ့ပွဲကိုကြီးလိုက်မယ်ဆိုသူတို့ဒီ442 mid block လေးနဲ့ခွင်းလက်ကို compactness ကိုလုံးဝဒီ central ဒီ attacker တွေကစားတဲ့ဒီ pocket area တွေကိုပိတ်ဆို့ထားတာ half speed defending ပေါ့နော်။ဒီ half speed defending လေးကိုတခြားလေးတိစောက်ပြီးကစားခဲ့တာကိုတွေ့ရတယ်။ real madrid လည်းဒီပွဲတွေမှာတော်တော်လေးရုံးကန်ခဲ့ရတယ်ပေါ့နော်။အဲ့တော့ liverpool အနေနဲ့ ဒီပွဲမှာဒါ game plan နာတေချာလေးပြင်ဆင်လာမယ်ဆိုအင်ကွင်း MV မှာ chance တော့ရှိတယ်ဒါပေမဲ့လက်တော့ခြေစွမ်းကောင်းနေရအဒီပွဲစဉ်က real metric ကလည်းဟိုပြောမှဆိုရင်ဒါတို့ရဲ့ဒီရသည်14ပွဲမြောက်နိုင်ပွဲကိုထပ်မံပြီးရှာဖွေသွားနိုင်တဲ့အနေထားပါပဲနောက်ပြီးတော့အရေးကြီးတဲ့အချက်တစ်ခုကဒီ Anislom နဲ့ Xavi Alonso နဲ့ကပြီးခဲ့တဲ့ရာသီ Champion League မှာပဲတွေ့ဆုံခဲ့ဘူးတယ်ပေါ့လေအဲတော့ကတော့ Liverpool ကအဲ Xavi Alonso ရဲ့အသင်းကို၄ဂိုးပြန်နဲ့နိုင်တယ်မှတ်မှတ်ရဆိုဒါ Luis Diaz အဲ့ပွဲမှာ Force 9စပြီးတော့ Anislom အသုံးပြုတဲ့ပွဲအဲ DS ကိုတိုင်လဲဒါ hat trick ရခဲ့တဲ့ပွဲပေါ့နော်အဲ့ပွဲမှာတော့ဇာဘီလုံဆိုဘက်ကတော့ဒါကစားသမားရဲ့ profile တွေရတော့ Liverpool ထက်နှိမ့်တဲ့ပုံစံမျိုးရှိတယ်အခုကတော့ Real Madrid ကိုရောက်လာတဲ့အချိန်မျိုးမှာဒီ Mbappe လို Juni Vinicius Junior လို့ကစားသမားမျိုးတွေပါဝါရှိတယ်အဲ့ profile ရတော့ဒါလက်ရှိလောချေစွမ်းနေရတယ် Real Madrid ကပုံမြင့်တယ်လို့ကစားသမားပါဝါဘိုင်းအားဖြင့်လေ Real Madrid ကပို့ပြီးတော့တာလွန်နေတယ်လက်ရှိ current form တွေရတယ် Real Madrid ရဲ့လုံးဝမီတာအောင်အရန်ကောင်းနေတဲ့အနေအထားမျိုးမှာ Xabi Alonso နဲ့ဒီ Arne Slot ကို လက်စားကြံချိနိုင်မလားဒါလေးကိုတော့ကျွန်တော်တစ်ချက်စောင့်ကြည့်သွားပါမယ်ကိုဝင်ဟုတ်ကဲ့ပါဒါဒီဘွားနဲ့ပတ်သက်ပြီးတော့ဒါဟိုသုံးသက်တာလည်းတော်တော်လေးပြည့်စုံသွားပါပြီဟုတ်ကဲ့ပါအခုလိုမျိုးသုံးသက်ပြီးတဲ့ကိုအောင်သူကိုအထူးပဲကျေးဇူးတင်ပါခင်ဗျာသကောပြည့်သက်ပြီးလဲကျွန်တော်တို့ရဲ့စီစဉ်ကိုစောင့်ကြည့်နေတဲ့အရောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ပါခင်ဗျာနောက်စီစဉ်မှာပြန်လည်ဆုံတွေ့ပါမယ်